WWD online media ကိုကြီးစုအားပေးနေကြတဲ့ပရိသတ်များရှင်2025-2026ဘဏ္ဍာနှစ်အပြီးလာအတွင်းပုဂ္ဂလိကကဏ္ဍမှာပြပကို ပြားရည်တင်ပို့မှုမှာအမေရိကန်ဒေါ်လာ3.35တန်းရရှိထားရဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်2025-2026ဘဏ္ဍာနှစ်အပြီးလာအတွင်းပုဂ္ဂလိကကဏ္ဍမှာပြပကိုပြားရည်တင်ပို့မှုမှာအမေရိကန်ဒေါ်လာ3.35တန်းရရှိထားတယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနပြားလုပ်ငန်းဌာနပြားမွေးမြူမှုဖွံ့ဖြိုးရေးဌာနကွဲမှဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်ထံကနေသိရပါတယ်။ပြားရေးကို အခုဘန်နာနှင့်အေဗီလာတွင်ပြပကိုပုတ်ကလေးကကန်နာမှပြားရေးတင်ပို့မှုအနေနဲ့ပုံမှန်ကုန်သွယ်ရေးမှာပြားရေးမက်ဒရစ်တန်236တသမ6တန်တင်ပို့ပြီးအမေရိကန်ဒေါ်လာ3.355တန်ရရှိတယ်လို့သိရပါတယ်။ အဲ့ဒီလိုတင်ပို့ရမှာဂျပန်နိုင်ငံကို ပြားရည်မတ်ထရတန်66ဒသမ1တန်တင်ပို့ပြီးအမေရိကန်ဒေါ်လာ34,4315ဒေါ်လာရရှိခဲ့ကထိုင်းနိုင်ငံကို ပြားရည်မတ်ထရတန်140ဒသမ93တန်ပို့ပြီးအမေရိကန်ဒေါ်လာ2,1050ဒေါ်လာရရှိခဲ့တဲ့အတွက်ပုဂ္ဂလိကကဏ္ဍမှ ပြပကို ပြားရည်မတ်ထရတန်236ဒသမ 6တန်တင်ပို့ပြီးအမေရိကန်ဒေါ်လာ3.355တန်ရရှိခဲ့တယ်လို့သိရပါတယ်။ပြားရည်ထုတ်လုပ်မှုအနေနဲ့နှမ်းပြားရည်စီးပြားရည်ပန်းနန်းနေကြရာဘာပြားရည်လိုက်ချီပြားရည်ဆိုပြီးတော့ထုတ်လုပ်ကြောင်းပြားရည်ကိုပြည်ရင်းမှာစေဝါအဖြစ်အသုံးပြုမှုများကြတယ်လို့ပြည်ပနိုင်ငံများဖြစ်တဲ့ဂျပန်နိုင်ငံကိုရီးယားနိုင်ငံထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကိုတင်ပို့ကနိုင်ငံခြားငွေရရှိရလို့သိရှိရပါတယ်ရှင်။